င်ကြားသွားဖို့စဉ်းစားတယ်နိုင်ငံကြားသွားဖို့ဆုံးဖြတ်တဲ့သူတရားအနေနဲ့အရင်ဦးဆုံးလုပ်ရမယ့်အချက်ကတွေးစစ်ဖို့ပြောချင်ပါတယ်တွေးစစ်ပါစစ်စစ်ပါအမှန်တကယ်ကိုယ်မှာယောဂရှိမရှိဆိုတာကိုယ့်ရဲ့နီးစပ်ရာမြို့နယ်တွေရဲ့ဈေးကန်မှန်ကန်တဲ့ဆေးရုံတွေမှာတွေးစစ်ပါလို့အရင်ဦးဆုံးအကြံပေးချင်တယ်ပေါ့နော်အဲ့ဒီလိုမျိုးဟိုမှန်မှန်ကန်ကန်စစ်မာတာကိုယ်မှာတကယ်ယောဂရှိတယ်မရှိဘူးကိုယ်ကဘာတွေလိုအပ်လဲဓာတ်မှန်တွေပါရိုက်ကြည့်မယ်အကုန်လုံးကိုယ်မှာတည်ကြတယ်ဘာယောဂမှမရှိဘူးဆိုတော့မှကိုယ်ကနောက်ထပ်သင်တန်းတွေ က်မယ်အဲဒါနဲ့ပတ်သက်ပြီးတော့ဟိုပတ်စံလေးဘလို့အကုန်ကြခံမယ်ဆိုတဲ့ဟာလေးကိုဆက်လုပ်ဖို့အတွက်အကြံပေးခြင်းနဲ့အဲ့ဒီလိုမှမဟုတ်ပဲねတချို့တွေကပြောတယ်နိုင်ငံခြားသွားမယ်ဆိုပြီးတော့တခါတည်း passport တွေတန်းလုပ်လုပ်ပြီးတဲ့အခါကျတော့တင်တန်းနေအကုန်လျှောက်တဲ့အားလုံးတက်ပြီးတော့မှအနီးကပ်ကြမှာဆေးသွက်စစ်တော့ဆေးကြတယ်ဆေးကြတဲ့အခါကျတော့မသွားရတဲ့လူတွေရှိတယ်တချို့ကျတော့အဲ့လိုမဟုတ်ဘူး agent တွေကပြောတယ်အာဘာမှဖြစ်ဘူးဒီလောက်ကတော့လေနေ့ဟိုအစုံမှာ spot တွေ့တယ်ပါညာဆိုအဲ့ဒီလောက်ကတော့လေဟိုရောက်လို့ရှိ ှင်ဘာမှဖြစ်ဘူးနေအခုဆေးသွက်စစ်လို့ရှင်ဒီဟာတွေကိုဖြောက်လို့ရတယ်ငါလုတ်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဆေးလက်မှတ်အတုပုံစံမျိုးတွေဖြစ်သွားရောအဲ့ဒီခါကျတော့အဲ့ဒါတွေကိုယူပြီးတော့နိုင်ငံခြားထွက်လို့ရတယ်ဆိုပြီးထွက်လာနိုင်ငံခြားထွက်တာကလေဆေးလက်မှတ်မလိုဘူးထွက်လို့ရတယ်ရှင်ကအလေထွက်တယ်ဆိုရင်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကအလေထွက်တာမဟုတ်နိုင်ငံခြားမှာကြာကြာနေချင်တာအလုတ်အလုတ်လုပ်ဖို့အတွက် ID ရဖို့အတွက်ဆိုလို့ကတော့ကိုကအမှန်တကယ်ဘာယောဂမှမရှိဘူးလိုအပ်တယ်အဲ့ဒီလိုမျိုးတွေ ABCD ယူနဲ့ပတ်သက်တဲ့ယောဂမျိုးဒါမှမဟုတ်လို့ရှင်လေ ်ခုနကပြောတဲ့ဟို ဒီအစုံမှာပါဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဟာတွေအဲအဲ့ဒီလိုမျိုးပေါ့ဘာယောဂပဲဖြစ်ဖြစ်မရှိရင်တော့နိုင်ငံသားမှာအလုပ်တော့လုပ်လို့ရတော့ဒါကိုယ့်အတွက်ကဒါအထေချာဆုံးပေါ့နော်အဲတခုခုများရှိနေခဲ့တယ်ဆိုရင်ဆေးတောက်ဆရာရှိတာတောက်တီဗီတွေပါတယ်ဆိုရင်လည်းဆေးတောက်ပျောက်ပြီးတော့မှကနိုင်ငံသားသွားဖို့ဆက်လုပ်ပါလို့ပဲပြောချင်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့သူများပြောတာရောင်ပြီးတော့ nervousy ဒီလောက်ကတော့ငါဆေးလက်မှတ်ငါငါငါပြောတဲ့ဆေးကန်းကိုတော့အဲ့ဒီဆေးကန်းမှာမင်းသွက်စစ်လို့ရတော့ဒီဒီဟာတွေမပုံဘူးပေါ့နော်အဲ မပေါ်မပေါ်တဲ့ဈေးကမ်းမှာစစ်လိုက်စစ်ပြီးရင်မိနိုင်ငံသားထွက်လို့ပြောတာလေမယုံပြီးတော့ပေါ့နော်မထွက်နဲ့လို့ပဲပြောချင်ပါတယ်။ဘာလို့လဲဆိုတော့နိုင်ငံသားဆက်တွေကဆက်အကောင်းနေပါအဲ့တော့နိုင်ငံသားကဆက်တွေကလိန်လို့မရပါဘူးဒီလိုမျိုးတွေကိုကယောဂတွေရခဲ့တယ်ဆိုရင်လည်းနိုင်ငံသားရောက်ရင်ကုတယ်ဆိုရင်စစ်ကုတာစရိတ်တွေကပို့ပြီးတော့ကြီးတယ်ကုန်ကျစရိတ်ပုံများသွားပါလိမ့်မယ်။ဒါကြောင့်မို့လို့အဲ့ဒီလိုလုံမဲ့အစားကိုဘာသာကိုမတော်ခင်၄၅၆လအလိုမှာတစ်ခါစစ်စစ်မဲ့တော်ခန့်နေတစ်ခါ ါစေးစစ်မယ်အဲ့ဒီလိုမျိုးကိုကိုကိုပြန်ပြီးတော့ဟိုတေချာမတာနိုင်ငံသားကိုတွားပြီးတော့အလုံးလို့ကိုအတွက်ဟိုနိုင်ငံသားတွားဖို့အတွက်ကိုစူးစမ်းတာမျိုးတွေလှုပ်စေချင်ပါတယ်ဟိုနိုင်ငံသားတွားဖို့အတွက်ကိုဒီလိုစေလက်မှတ်အတူနဲ့သွားရဲဆိုတာကတော့ဘာမှမစစ်ပဲနဲ့သွားတာနဲ့အတူတူပါပဲရှင်အဲ့လိုမျိုးမဖြစ်စေချင်ဘူးအဲ့တော့တဘိုးထက်လက်ခကြီးတာမျိုးတွေဖြစ်သွားမှဆိုလို့ပါတချို့တွေနိုင်ငံသားရောက်ပြီးတော့မှပြန်လှုပ်ခံထိတာတွေရှိရပါတော့နော်ဒါလေး